ခန္ဓာကိုလက်နဲ့လှည့်ပြီးရင်တော့လည်တော့တွေ့ရပါတယ်။နံပါတ်1မှာခန္ဓာကိုလက်နဲ့လှည့်ပြီးလည်တယ်။ပြီးရင်နံပါတ်3မှာတံပြောင်းချင်မှဖြစ်ပါတယ်။မတုံပြောင်းလဲဆက်ပြီးတော့လည်နေပါတယ်ခန္ဓာ။ไฮอารมณ์แมงลาวาทีนี้တော့ မလဲတော့တဲ့ဒီပန်ကအပြက်လေးကိုပြုပြင်ခြင်းမှာဖြစ်ပါတယ်။ဆက်လက်ရှူစားအားပေးကြပါဦး။ဒီမှာပန်ကပြက်လေးတစ်လုံးရောက်လာပါတယ်။အဲတော့ဒီပန်ကလေးကိုလဲနဲ့လဲချတာတော့လဲလို့မနိုင်ပါဘူး။လာရလေးနဲ့လဲချင်မှဖြစ်ပါတယ်။တော်တော်လေးကြက်နေပါလေ ောက်ဝမလဲနိုင်ဖြစ်ပါတယ်ကြက်နေတာဖြစ်ပါတယ်အဲ့တော့ဒီပံကားလေးကိုပံဝါလေးထိုးပြီးတော့ဒီကြိုးလေးထိုးပြီးတော့ဆန်းချင်မှာဖြစ်ပါတယ်အာမီဂျိုလေးထိုးလိုက်ပါမယ်ဒီဘုတ်ခုံမှာဒီပလက်ဂျိုလေးထိုးလိုက်ပါပြီပြီးရင်ဒီကလောက်လေးဖွင့်လိုက်ပါမယ်ဒီဖွင့်လိုက်ပါပြီ တန်ခါခလောက်တွေဖွင့်ကြည့်မှာဖြစ်ပါတယ်မလဲပါဘူးတန်ခါကတန်ခါကတော့မလဲဘူးဖြစ်နေပါတယ်အဲတော့ဒီတန်ခါလေးကိုဖြုတ်ပြီးတော့စစ်ဆေးကြည့်မှာဖြစ်ပါတယ်ဒီကျိုးလေးကောင်းမကောင်းအဆက်အသွယ်ရှိမရှိကြောမီတာလေးနဲ့တိုင်ကြည့်မှာဖြစ်ပါတယ်မီတာကိုတမ်စကေးမှာထားလိုက်ပါမယ် ရှင်ပလက်ဘောင်းလုတ်တစ်ခုကိုတော့မီတာပရိုတန်လေးနဲ့ညှပ်ထားလိုက်မယ်။နောက်မီတာပရိုတန်တစ်ချောင်းနဲ့ဒီနားမှာထောက်ထားမှာဖြစ်ပါတယ်။ပြီးရောပန်ကလုတ်လေးနှိပ်ချင်မှာဖြစ်ပါတယ်။ဒီမှာပန်ကနံပါတ်1ကလုတ်နှိပ်တဲ့ချိန်မှာခဏလေးတွေပြနေတော့တွေ့ရမှာဖြစ်ပါတယ်။နောက်နံပါတ်2ကိုနှိပ်ချင်တယ်။ အဲ့တော့ခလုတ်တွေကောင်းတယ်ဒီကျိုးကလည်းအဆက်အသွယ်ရှိတာကိုတွေ့ရပါတယ်ဒါဆိုရင်ဒီပါဝါကျိုးနဲ့ဒီခလုတ်တွေအပိုင်းကတော့ကောင်းတယ်လို့ယူဆပါတယ်ဒီမော်တာကိုပဲဖွင့်ပြုတ်ပြီးတော့စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်အဲ့တော့အဲထဲမှာ ညပပီတူးနေပါတယ်ဟာလာတင်လာတော့ကြက်လည်းကြက်ချင်းစရာပဲဖြစ်ပါတယ်မာညပပီတူးနေတာဖြစ်ပါတယ် ပြီးရင်ဒီပန်ကဘွားစကူလေးလေလုံးကိုဖြိုးလာမှာဖြစ်ပါလေပြီးရင်တော့ဒါကိုဖြုတ်ထုတ်ဖို့အတွက်ဒီနောက်ကနေရိုက်ထုတ်မှာဖြစ်ပါလေဒီနာပင်လေးကိုဖြုတ်လိုက်တာဖြစ်ပါလေပြီးတော့ဒီဒီထဲကနေဆွဲထုတ်လိုက်တာဖြစ်ပါလေ ီတာတွေကိုဖြောက်ချင်တာဖြစ်ပါတယ်ဒီအလုံးလေးကတော့ကြီးမာတဲ့စက်သားတွေကိုနှိပ်ပေးဖို့ဖြစ်ပါတယ်ဒီတစ်ခုကတော့ကြောရိုးကိုနှိပ်ပေးဖို့ဖြစ်ပါတယ်ဒီတစ်ခုကတော့ခန္ဓာကိုယ်ကြိုက်တဲ့နေရာမှာနှိပ်ပေးဖို့အတွက်အသုံးပြုနိုင်ပါတယ်ဒါကတော့အကျော်တွေအတွက်အသုံးပြုလို့ရမှာဖြစ်ပါတယ်ကျိုးရဲ့ပံဝင်တဲ့ပစ္စည်းလေးတွေကတော့ နှိပ်ဆက်ပါမယ်။ခေါင်းပြောင်း၄ခုပါမှာဖြစ်ပါလေ။ပြီးရင် type C အတွင်းချိုးလေးပါမှာဖြစ်ပါလေ။ဆက်တွယ်မှာယူခြင်းနဲ့ဆိုရင်တော့ပြီးထားတဲ့ဖုန်းနံပါတ်လေးကိုဆက်တွယ်ပြီးတော့မှာယူနိုင်ပါလေ။ဒီဖက် bush ကတော့ခြောင်ပြီးတော့ဒီဖက်က bush ကတော့လောကကြက်နေတာဖြစ်ပါတယ်အဲကြောင့်မို့တံခါးကလောကမလဲနိုင်တာဖြစ်ပါတယ် နည်းနည်းကိုနေရပါတယ်။နောက်မှဖြုတ်ရခဲ့တဲ့လောင်းထဲမှာဖြစ်ပါတယ်ဒီမှာ930ဆေးလေးဖြန်းပြီးတော့ဖြုတ်มาဖြစ်ပါတယ်ဆေးလေးဖြန်းပြီးတော့ဒီမှာဟောဖြုတ်ထိုးခြင်းมาဖြစ်ပါတယ် စေးရေလေးဖြန်းပြီးတော့ဒီမှာလဲပြီးတော့ဖြုတ်ကြည့်မှဖြစ်ပါတယ်ပြုတ်ထွက်သွားပြီဖြစ်ပါတယ်ဒီနားမှာဒီ bush နဲ့ဒီပန်ကဝင်ရိုးနဲ့ကျက်နေတာဖြစ်ပါတယ်အဲ့တော့ဒီနားမှာတော့ဒီမှာဒီနားနဲ့ဒီ bush နဲ့ဒီပန်ကဝင်ရိုးနဲ့ကျက်နေတာဖြစ်ပါတယ် နားလေးမှာဆေးရည်လေးနဲ့နည်းနည်းဆေးပြီးလိုက်မှဖြစ်ပါတယ် ဒီဒီပုရှလေးအထဲမှာလည်းနည်းနည်းလေးဆေးကြီးလည်းထည့်ပြီးတော့နည်းနည်းဆေးကြောပြင်မှာဖြစ်ပါတယ်။ ဒီ bush မှာလည်းဆေးရည်လေးထည့်ပြီးတော့စကူလေးနဲ့တ िश ူလေးနဲ့လည်းတုပ်ပေးမှာဖြစ်ပါတယ်ပြီးရောဒီမှာပြန်ပြီးတော့တက်ဆင်ခြင်းမှာဖြစ်ပါတယ်ဒီမှာအခုကတော့လည်းလည်းလဲလို့ရပါပြီဖြစ်ပါတယ် ေးကျွန်တော်ပြန်ပြီးတော့သက်ဆင်းပေးမှာဖြစ်ပါလေပြီးတော့ဒီဘက်မှာလည်းဆက်စီလေးနဲ့တိုးပြန်မှာဖြစ်ပါလေ Pille, Que me lo pase más que para ver. ဟိုပြန်ပြီးတော့တတ်ဆင်ပြီးတော့ဖြစ်ပါတယ်။ဒီမီဂျူလေးထိုးပြီးတော့စမ်းတယ်ခြင်းမှာဖြစ်ပါတယ်။ဟောမီဂျူလေးထိုးလိုက်ပါမယ်။ဒီကလောက်လေးဖွင့်လိုက်ပါမယ်။ကလောက်လေးဖွင့်လိုက်ပါပြီ။ဒီပန်တော့ကလောက်လေးဖွင့်ခြင်းမှာဖြစ်ပါတယ်။ဘတ်တက်ကတော့မလဲပါဘူး။နံပါတ်2ကိုလိုက်ချင်ပါသေးတယ်။

ပုံစံလည်းမရသွားပါဘူး။ပြီးရင်နံပါတ်3ကိုလက်ကြည့်ပါမယ်။ပုံစံမလဲပါဘူး။လက်နဲ့လက်ပြီးကြည့်ပါမယ်။လက်နဲ့လက်ပြီးကြည့်ရင်တော့လဲတော့တွေ့ရပါတယ်။ဘယ်တော့ကျောင်းဒီငွေရောချက်နေတဲ့ဒီပုံစံလေးကိုဖြုတ်ဆီးပြီးတော့ချောစီလေးထည့်ပြလိုက်တယ်။အခုစမ်းပြီးတော့လဲကြည့်တာတော့လဲတော့တွေ့ရတယ်။ နံပါတ်2နဲ့နံပါတ်3ကနေတယ်ဒါပေမဲ့လက်လက်ဒီမှာနေတာဖြစ်ပါတယ်နံပါတ်3ကတော့လုံးဝမနေဘူးဖြစ်ပါတယ်အဲတော့လက်လက်မှာနေတာဘာကြောင့်လဲဆိုရင်ထဲရ capacitor လေးမကောင်းတော့လို့ဖြစ်ပါတယ်ကျွန်တော်ခဏပြန်ပြိတ်လိုက်ပါမယ် ပန်ကရဲ့အောက်မှာ capacitor လေးရှိပါတယ်ဒီမှာဖြတ်ရှင်းစီအချင်းမစင်း1.5 microfarad 359 AC capacitor ကိုတုံထားအောင်တွေ့ရပါတယ်ဟိုတော့ဒီလိုပုံစံ2 1.5 microfarad 350ကို capacitor လေးကိုစာထုလဲလဲပေးလိုက်ရင်တော့ဒီနာလိုမျိုးလက်နဲ့လှည့်ပေးစရာမလိုတော့ဖြစ်ပါလေ90ဒီပန်ကာဘူတော့ capacitor လဲမပြတော့ဘူးဖြစ်ပါတယ်ဒီကတော့ဒီပန်ကာလေးလုံးဝမလဲတော့တာကိုချက်နေတာကိုဒီဝီယိုလေးချက်နေတာကိုစေချောတန်းစင်ပြီးတော့စီထည့်ပေးလိုက်တယ် ုတော့မြင်ရတဲ့အချိန်ပြန်ပြီးတော့လည်သွားပြီပြန်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါလေ။ Don't you rest here news out of you ထိုက်တန်းအချို့ဆက်ဒီမှာတောင်းတဲ့စီဖြစ်ပါလေ။ဒီနေ့ကတော့ဒီလောက်ပါပဲ။အားရောကြည့်ရှုအပ်ကြတဲ့မိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့။